မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရင်းမပင်မျိုးနဲ့နောက်ပြန်မလဲကျဲတော်လိုင်းရေးတပိတ်စစ်ချောင်းဟာဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အကျိုးဆုတောင်းတပိတ်အဖြစ်နဲ့ပြုလုပ်ခဲ့ကြပါတယ်မောင်တူးသတင်းပေးပို့ထားတာပါရှင်အမေစုအမေစုကျမပါသေးအသက်ရာကြောရှိပါသေးအကျိုးတော်လေးပါအမြဲတမ်းလူမြောက်ပါသေးဟုတ်ကဲ့ပါ ဆရာနာရှင်စနစ်အမြင့်ပြတ်ချင်းမုံရေးလူလူတပိတ်နဲ့အတူဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကျူဆူတောင်းပွဲတပိတ်ကိုလည်းရင်းမာပင်မြို့နယ်အတွင်းမှာပြုလုပ်ခဲ့ကြတာပါဒီကတိပါမင်းစုအမေစုကျမ်းပါပါသည်တက်ရကြောရှိပါသည်အချုံနောင်ပြီးမှအမြန်ဆုံးခွင့်လောက်ခွင့်မြောက်ပါသည်မိတို့ပြည်သူရင်ခွင်ထဲကိုလည်းအမြန်ဆုံးပြန်လာနိုင်ပါသည်လို့အမျိုးနောက်ပြန်မလဲသေးဒီတော်လန်ရေးဖွဲ့ကနေဆုတောင်းပေးလိုက်ပါတယ်အဘိပတ်လေးပါအမေစုအမေစု ကျန်းပါပါစေအသက်ရာကျော်ရှိပါစေအချုပ်နှောင်မှအမြန်ဆုံးလွတ်မြောက်ပါစေစု80 body challenge campaign အတွက်လည်းစန္ဒပြဝဲအတွင်းမှာစူတောင်းစကားတွေကိုလည်းပေးပို့ခဲ့ကြပါသေးတယ်မေဆုမိုးတွေကစတောင်းပူလာတယ်မေဆုတော်ရတော်ရှိပါပြီအချုပ်တော်မှာလည်းမျိုးလုံးတွေကမှာတမီးတို့ရဲ့နောက်ပြန်မလဲသေးတာ မေတ္တာစိတ်မှန်ဖြစ်ဆူတောင်းပေးလိုက်ပါလေ Happy birthday အမေစုကျမတို့နောက်ပြမယ်လေဒီတပိတ်ဖွဲ့မှာအမေစုအတွက်ဝင်းနေဆူတောင်းစကားလေးပြောကြချင်ပါတယ်အမေစုကြားမှာပါစေသိရကြော်ရှိပါစေအချုပ်နောက်ဘေးမှာအမြန်ဆုံးလမြောက်ပါစေရှင်တော်ဆန်းစုကြည်ဟာ2015ရွေးကောက်ပွဲမှာလူလူရဲ့တခဲနဲ့ထောက်ခံမှုကြောင့်မဲပြတ်သက်အနိုင်ရပြီး2008အခြေခံဥပဒေကန့်သက်တီးကြားကနေပဲ ပြည်သူလူထုထောက်ခံပါဝင်မှုနဲ့မြင့်မားစွာနဲ့တိုင်းပြည်ကိုဗက်စုံဖွံ့ဖြိုးတိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်2020ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုအပြည့်အဝရခဲ့ပြီးမဲဆန္ဒရှင်တွေရဲ့82ရာခိုင်နှုန်းကျော်ဆန္ဒမဲနဲ့ဆက်လက်တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ဒါပေမဲ့လည်းကိုကျိုးစည်းပွားအတွက်ဆီအာနာရှင်စနစ်ကိုထူထောင်လိုတဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာဥပဒေမဲ့အာနာသိန်းရွေးကောက်ပွဲနိုင်ရပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတာဟာဒီနေ့ဆိုရင်1994ရက်ရှိခဲ့ပြီလို့ NLD ကထုတ်ပြန်ထားပါတယ်အတူပါတီအမေဆူကျမပါသူလက်ရကြော့ရှိပါသည်အနာရောဂါလည်းကင်းပါသည်အချို့အနောက်မှာလည်းလွံ့ရောက်ပါသည်ပြပတ်သေးပါမေဆူမေဆူမွေးနေ့မှာကျမပါသည်အသက်ရကြော့ရှိပါသည်ချုံနောက်မှာလည်းအမြန်ဆုံးလွံ့ရောက်ပါသည်မေဆူရဲတော်ပုံကြီးအားပါ 阿爸留的。အမေကျွန်တော်ကထော်လာကြည့်မောင်းနေမေအရှင်ပြေရလားအမေမပြည့်တပြည့်မေအမေမသိဘူးဒီနေ့ဟိုကုံမေတိုက်ရတာပါတယ်အမေဟုတ်တယ်အမေ Happy birthday မေစုမေစုကျမ်းပါပါစေသက်ရကြောရှိပါစေအချုံနိုင်ပေးမှလည်းအမြန်ဆုံးလက်မြောက်ပါ Happy birthday ပါအမေစု မေစုကျမ်းမာပါစေချမ်းသာပါစေတက်တော်ရာကျော်ရှိပါစေမတရားဖန်ဆီးချုပ်နှောင်ထားတဲ့အချုပ်နှောင်တို့မှလည်းမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းမေတ္တာပို့တတ်ပါတယ်အခုဆိုရင်လီးအသားလိုတော့တဲ့ဒေါန်ဆန်းစုကြည်ရဲ့မွန်းနေပွဲအတွက်ပြည်တွင်ပြည်ပပြင်ဆင်မှုတွေပြုတ်လုံနေကြချိန်ပါအခုလိုချိန်မှာပဲမွေးနေ့ဆူတောင်းလမ်းလျှောက်ဆန္ဒပြပွဲကိုရင်းမာပေမြို့နယ်အတွင်းမှာပြုတ်လုပ်ခဲ့ကြတာပါခမညာကျွန်တော်မောင်တူပါ စုမေစုကျမ်းပါပါစေအသက်သာကြောရှိပါစေအကျိုးသာလွေပါအမြဲဆုံးလူမြောက်ပါစေကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောဘုံမြရဲ့ဇနီးဖြစ်သူဘရိုနော်လာဖိုးဟာဂျွန်လ14ရက်နေ့မနက်ပိုင်းကထိုင်းနိုင်ငံမဲဆောက်မြို့မှာကွယ်လွန်သွားတယ်လို့သိရပါဗျာ။ ကရင်အမျိုးသမီးအစည်းအရုံး KWO ရဲ့ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပြီးအဖွဲ့စတင်တည်ထောင်တဲ့1985ခုနှစ်ကနေစတင်က2012ခုနှစ်အထိဥက္ကဋ္ဌရာထူးကို6ကြိမ်တိုင်တန်းတာဝန်ထမ်းဆောင်ခဲ့သူလို့ KWO ကပြောပါရယ်သူအား KWO ရဲ့အကြံပေးပုဂ္ဂိုလ်လည်းဖြစ်ခဲ့ပြီး KWO ဥက္ကဋ္ဌဖြစ်နေချိန်မှာ KNU ရဲ့အလို့အမှုဆောင်ကော်မတီဝင်လည်းဖြစ်ခဲ့ပါဗျာ။ ကင်းလူမျိုးတွေအတွက်သူရဲ့ဘဝတစ်ခုလုံးမြုပ်နှံခဲ့တဲ့အင်မတန်ထူးချွန်ထမ်းမြက်ပြီးစိတ်ဓာတ်ခိုင်မာတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သလိုလွတ်လပ်တဲ့ကော်သူးလေပြည်အတွက်သူရဲ့အိမ်မက်ကိုလည်းဖြည့်ဆည်းပေးမယ်လို့ KW ကထုတ်ပြန်ထားပါတယ်ဘရိုနော်လာဖိုးဟာ KNU ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်စောပူမြားနဲ့1962ခုနှစ်မှာလက်ထပ်ခဲ့ပြီးတာသမီ9ယောက်ထွန်းကားခဲ့ပါတယ် ကွမ်လွန်ချိန်မှာတော့တားဖြစ်သူကော်တူးလီအာမီစဦးစီးချုပ်ပိုချုပ်စောနယ်ဓာဖို့များနဲ့သမီး၃ယောက်အပြင်မြီး၂၂ဦးကျန်းရင်းခဲ့ကြောင်းသိရပါတယ်ရှင်မြောက်ကိုရီးယားကို UDB နယ်စပ်အနီးမှာအတန်ချဲဆက်ထုတ်လွှင့်မှုတွေကိုဆိုင်းငံ့လိုက်ကြောင်းတောင်ကိုရီးယားစစ်တပ်ကဂျွန်လ၁၀ရက်နေ့မှာပြောကြားခဲ့ပါတယ် တောင်မြောက်အကြားမှာတင်းမာမှုတွေကြီးထွားလာချိန်အတွင်းမှာဝါရဖြန့်ချီရဲ့အကြောင်းအရာတွေနဲ့ကေပေါ့သချင်းတွေကိုပြန်လည်ထုတ်လွှင့်ပြီးတဲ့နောက်တနစ်နီဘအကြာမှာရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။မြောက်ကိုရီးယားနဲ့ဆွေးနွေးမှုတွေပြန်လည်စတင်ဖို့အတန်ချဲဆက်ထုတ်လွှင့်မှုတွေကိုရပ်ဆိုင်းဖို့နဲ့ဆိုင်းငံ့ထားတဲ့ပြုံးရဲနဲ့စည်ရေးသဘောတူညီချက်ကိုပြန်လည်အသက်သွင်းဖို့ဆိုတဲ့ဒီလအတွင်းမှာတာဝန်ထမ်းဆောင်မှုကိုစတင်ခဲ့တဲ့သမရအီဂျေမြောင်ရဲ့ဂရီတွေကိုအကောင့်ထဲပေါ်လိုက်တာလည်းဖြစ်ပါတယ်။ အဲ့ဒီလှုပ်ဆောင်ချက်ဟာကိုရီးယားနိုင်ငံသားဆက်ဆံရေးနဲ့ကိုရီးယားကျွန်းဆွယ်ငင်းချမ်းရေးကိုပြန်လည်တည်ဆောက်ဖို့ပြည်သူတွေကိုပေးထားတဲ့ဂရီကိုဖြည့်ဆည်းဖို့ရည်ရွယ်တာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတို့ကထုတ်ပြန်ကြေညာချက်ထဲမှာပြောဆိုထားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။